နေ့တော့လေကစားလေးရဲ့နေလုံးဝမပြန်တမ်းနိုင်တဲ့နေရာတွေအထိပြန်တမ်းကြည့်တော့ရာဒူးတို့ခမန်းချက်တွေကိုပုံပြီးတိကျမှန်ကန်အောင်ကုနီပေးနေတဲ့အန်ဟောဆက်ကနီးပညာတစ်ခုအကြောင်းပြပြချင်ပါလေ။ဟာရီကိန်းမုန်တိုင်းဆိုတာကကမ္ဘာကျောပေါကအင်အားအကြီးဆုံးသဘာဝတရားတွေထဲကတစ်ခုရစီနေ။သူရဲ့အလဲဘဟုအဲ့ဒီမုန်တိုင်းမစ်စီလိုခေါ်တဲ့နေရာမှာတကယ်တမ်းပါတယ်ဖြစ်နေလေဆိုတာကိုသိဖို့ကတိပံပညာရှင်တွေအတွက်အကြီးမားဆုံးစင်ခေါ်မှုတစ်ခုပဲ။အဲ့လိုပင်နေလေနဲ့မိုးရီစားတဲ့ကိုဘယ်လိုလုပ်ပြီးဝင်လေလာလို့ရမှာလဲ။ ဒီမေကုံရဲ့အဖြေကလူပေါင်းတန်းနေကြည့်တဲ့အတဲအိုးရင်စီစဉ်ကိုကာကွယ်ပေးနိုင်မှာပါ။ထောက်မလီအနေနဲ့ဒါအသေးဝင်မှုကျူးစားကြည့်လိုက်ကိုကိုကူတေချောင်းကြံတယ်လည်းဘာမှမထူးဘူး။ဒါဆိုရင်ဒီလောက်အန်ဒီရဲ့များလာကြည့်ကိုဘလို့ရင်ဆိုင်ပြီးအဖြေရှာကြမလဲ။အဖြေကတော့လူကိုလိုက်သွားစီရမလို့တဲ့နီးတဲ့ညံမှာရှိနေပါတယ်။အဝေးကနေထင်းချုပ်လိုက်ုံပဲ။ကဲဒီနေ့ကျွန်တော်ပြောပြမယ့်အားစရာဆက်ချီစလုံးရဲ့ဆက်လမ်းကဒီနေရာကနေစတင်ပါတယ်။ကဲဒီမျိုးလေးကိုရင်းစုံစစ်စားကြအောင်။ အင်မတန်အပြင်းနဲ့ဟာရီကိန်းမုန်တိုင်းတစ်ခုရဲ့အလဲဘဟုတဲကိုတရက်နှိပါတော့ပြန်တန်းနေနိုင်မဲ့လီမျိုးကပလူလီမျိုးထင်မဲ့လို့ထင်ပါတယ်လေအဖြေရောလေလူမောင်းတို့မလို့တဲ့ပြန်တန်းနိုင်တဲ့စစ်ရုပ်တစ်စင်ပါပဲလူသားတွေအတွက်အရန်အနိုင်များပဲတာဝန်တွေကိုထန်းဆောင်ဖို့အထူးပြုလုပ်ထားတဲ့ drone တမျိုးပေါ့ကဲဟုတ်ပြီဒီတော့ကျွန်တော်ရဲ့ဆလန်တွေကအတိအကျစကောင်းနဲ့မိတ်ဆက်ပေးပါမယ်သူ့နာမည်ကတော့ NASA ရဲ့ Global Hawk ပါ တစ်ပင်ဆိုင်ရာသူတေသနာတွေအတွက်သူဒီဇိုင်းထုတ်ထားတဲ့လီယန်ဒီရှင်တီပါတယ်။သူမှဘလူမီယိုထူးခြားတဲ့စွန့်ရည်တွေရှိလဲဆိုတော့သူကအမတန်မြင့်မားတဲ့အမြင့်မှာပြန်တန်းနိုင်တယ်။ပြီးတော့လီထဲမှာမယုံနိုင်လောက်အချိအကြာကြီးနေနိုင်တယ်။ဒါကြောင့်မယ်ဟာရီကင်းမုန်တိုင်းတစ်ခုစတဲ့ဖြစ်ပေါ်လာတာကနေသူ့ရဲ့ဖြစ်စဉ်တစ်ခုလုံးပြီးဆုံးထားတဲ့အထိတဲ့ရဲ့နှီးပါးလောက်မနာတမ်းစောင့်ကြည့်လေလာနိုင်တာပေါ့။ဒီစရဲ့နောက်ခံစကြောင်းလည်းတော်လေးစိတ်ဝင်စားဖို့ကောင်းပါရဲ့။ သူ့ရဲ့အလုတောင်ဘလူးပြောင်းလဲသွားတယ်လဲဆိုတာကတကယ်ကိုထူးခြားသွားတာပဲအရင်ကဆိုရင်တော့လေဒီ drone နဲ့ကိုကာကွယ်ရေးဝန်ကြီးဌာနသူ့ရဲ့စစ်ဘဆိုင်ရာစံတဲ့ရင်းတွေဖြစ်အသုံးပြုခဲ့တာပါအခုချိန်မှာတော့ NASA လို့ဖွဲ့စည်းတဲ့သူအေးခီတဲ့တီးပင်အချက်လက်တွေစုဆောင်ပေးတဲ့သူတို့တနင်္လာရင်းဖြစ်ကြီးရဲ့ပြောင်းလဲပြီးအသုံးပြုနေပါပြီပြီးတော့လေဒီမှာတကယ်ကိုအန်အိုးစရာကောင်းတဲ့အချက်တစ်ချက်ရှိသေးတယ် NASA အထုံးပြုနေတဲ့ drone တွေထက်ကတစင်းက တာမန် Global Hawk တစ်စင်မဟုတ်ပါဘူးကမ္ဘာပေါ်မှာပထမဆုံးထုတ်လုပ်ခဲ့တဲ့မူလ ship ပုံစံ prototype လေးရင်းနေတာပါပဲကဲ Global Hawk ကိုတီလိုမယုံနိုင်စရာဆွမ်းရည်ပေးဆွမ်းနိုင်တဲ့သူ့ရဲ့တိချ design တွင်ပင်ဒီကိုအနည်းကလေးလာကြည့်ကြအောင်သူပြန်တဲ့အမြင်ကမှတကယ်ကိုအန်အောင်စရာဗျာပေ၆တောင်းဒါကတာမန် creative တင်လေးရင်းပြန်တဲ့အမြင်နှစ်ဆန်နီပါလောက်မှရှိတယ်ဒီလိုအမြင်ကနေဆိုတော့ မွန်ဂိုင်းရဲ့အန်ဗယ်ရှိတဲ့အပိုင်းတွေကိုလုံးဝရှောင်ပြီးအပေါ်စီးကနေဘေကင်းကင်းနဲ့အေးစေးလေးလာလို့ရတော့တာပေါ့ဒါကဘလို့မြင်လဲဆိုရင်တာမန်ခရီးရတဲ့လေယံကိုပြန်တန်းတဲ့အမြင်ထက်အများကြီးပေါ်မြင်ပြီးရှားတဲ့အိုလိုချီနေအပေါ်ပေါ်မှရှိနေတာပါသူတောင်းမှန်တော့လေအချီစီပဲဗျာတဖက်ထိတ်ကနေတဖက်ထိတ်အထိတရားစစ်ချောက်ပြောင်းချေဝူးမှလဲဒါကဘတ်စကတ်ဘောဂရင်းတကွေရဲ့အလျားထက်တောင်ရှိသေးတယ်ဒါဟာသူ့ရဲ့အမြင်ပြန်ဆွမ်းဆောင်ရည်အတွက်အရေးကြီးဆုံးအစိတ်ပိုင်းနေတဲ့ကတခုပါပဲ ဒီကြောင့်မြင်မှာပြန်နိုင်အောင်သူ့ဒီဇိုင်းကဘယ်လိုအထောက်အကူပေးလဲဆိုတော့ပေ6000အမြင့်ကလီထူးကအင်းယံပါရယ်လီအဲ့ဒီမှာပြန်ဖို့ဆိုတာမလွယ်ဘူးအဲ့ဒီအတွက်သူ့ရဲ့အတောင်ပိုင်းရှေ့ကြီးတွေကအလုံးလုံးတာပဲပေါင်1000ကျော်လေးတဲ့သူ့ရဲ့ကိုယ်ထည်ကြီးကိုအဲ့ဒီပါလွာတဲ့လီထူးထဲမှာမြောက်တဲ့ညောင်လိုအပ်တဲ့ပင့်တင်အောက်ကိုဖန်တီးပေးတာပေါ့အင်ဂျင်နီယာပိုင်းကတော့ဒီလိုရှေ့ရပြီးချင်းမြောက်တဲ့တာမန်ဒီဇိုင်းမျိုးကို high aspiration လို့ခေါ်ကြပါတယ် ဒီပုံစံကအလွန်မင်းတင်နေရကပါလွာရဲလီထူးထဲမှာပြန်တန်းဖို့လိုအပ်တဲ့ပင့်တင်အားကိုတိတိယောက်ယောက်ရရှိအောင်ခုနီပြပါရယ်ဒီလောက်ဒီတဲ့လီယန်ဂျူဆောင်းဘေးနီလာနာတော့ Rolls Royce ကထုတ်လုပ်တဲ့ Jet Engine ကြီးတုံးပါပဲဒါကအတီးစားကိုပိုင် Jet လီယန်တွေမှာတွေ့ရနိုင်တဲ့ engine မျိုးအစားနဲ့စင်တူပါပဲဟုတ်ပြီဒါဆိုရင်တကယ်လက်တွေ့မှာ Hurricane ဘယ်နိုင်တော့လဲတောင်းတခုကဘယ်လိုပုံစံမျိုးရှိမလဲအစားတင်နေဆုံးဘယ်လိုလေပတ်တယ်လဲဆိုတော့ကိုစက်ပြေးလိုက်ကြအောင် စဉ်းစားကြည့်လေ global ဟောကမုန်တိုင်းရဲ့ပုံပန်ကြီးပြန်ရင်းနဲ့လေထုပိအားအပူချင်းလေတဲ့နှုတ်လိုမျိုးအရေးကြီးတဲ့ data တွေအကုန်လုံးယူတယ်မုန်တိုင်းအပေါ်မှာတရနီးပါလောက်ပြန်ဝဲနေရင်အရေးကြီးတဲ့အချက်လက်တွေကိုစုဆောင်ပြီးတော့အဲ့ဒါတွေကိုမြေပြင်ပေါ်ကပညာရှင်တွေစီပြန်လဲပေးဖို့ပါတယ်သူတို့ကအဲ့ဒီ data တွေကို computer model တွေထည့်ထည့်လိုက်တဲ့အခါ command set တွေကပိုပြီးတိကျလာတော့မုန်တိုင်းဘက်ကိုသွားမလဲဘလို့ပြင်းလာမလဲဆိုတာပိုကောင်းကောင်းသိလာတာပေါ့အခုပြောမယ့်အချက်ကတော့အရေးကြီးဆုံးပဲဗျာ ီလိုနေပညာမင်းတဲ့တာဝန်တွေကကျော်ရဲ့နေစဉ်ဘဝကိုဘလို့များတိုက်ရိုက်အကျူးတက်ရောက်နေတယ်လဲဆိုတာပါပဲကျွန်တော်တို့အားလုံးနေတိုင်းယာတိဥဒ္ဓကိုစစ်ဆေးကြတယ်ဟုတ်အဲ့ဒီယာတိဥဒ္ဓခံမှန်းချက်တွေကမော်ဒယ်တွေပေါ်မှာအခြေခံထားတာဒီ drone ကစူးစမ်းလိုက်တဲ့အချက်အလက်တွေကိုအဲ့ဒီ model တွေထဲကိုတိုက်ရိုက်ထည့်သွင်းပြီးတော့အချင်းကြလာတဲ့အမြ်ပုံပြီးမှန်ကန်အောင်ဖြင့်တင်ပေးပါတယ်ဆိုတော့ဒီအချက်အလက်တွေကခံမှန်းချက်တွေကိုဘလို့တိတိကျကျတို့တက်စီတယ်ဆိုတော့ အချိန်ကကွန်ပျူတာမိုဒယ်တွေကိုပုံပြီးမှန်ကန်အောင်လောဆောင်ပေးတာပါ။ဒါကြောင့်ခံမှန်းချက်တွေဟာပုံပြီးတိကျလာသလိုပုံပြီးလည်းယုံကြည်စစ်ချရတာလို့။ဆိုတော့နောက်တစ်ခါဖုန်းတွေက weather app ကိုဖွင့်ကြည့်လိုက်တဲ့အခါအထူးတစ်ဖြစ်မုန်တန်းရတီမှာပေါ့။အဲ့ဒီခံမှန်းချက်တွေတိကျမှကန်မှုဟာ NASA ရဲ့ဒီလိုပြန်တားနေတဲ့စရုပ်တစင်းကြောင့်ချင်းနိုင်တယ်ဆိုတာလေးကိုတတိယလိုက်ပါ။ကဲဒီနေ့ပြောခဲ့တာတွေကိုပြန်ချုပ်ရရင် Global Hawk ဆိုတာကအမြင့်ကြီးမှအကြာကြီးပြန်နိုင်တဲ့ drone ပေါ့။ သူက Harry Kane တခုလုံးရဲ့ဖြစ်စဉ်ကိုအပေါ်စီကနေစောင့်ကြည့်နိုင်တယ်။အဲ့ဒီဒေတာတွေကြောင့်ကျွန်တော်ရဲ့ယာတီဥရခမန်းချက်တွေကပိုတိကျလာတယ်။ပြီးတော့စစ်ဝင်စားစရာအကောင်းဆုံးတော့သူ့နောက်ကြောင်ကစစ်ပတ်ကနေတိတ်ပန့်ဖက်ကိုကူပြောင်းလာတာပဲ။ဆိုတော့နောက်ဆုံးအိမ်နဲ့စဉ်စားစရာလေးတခုထားခဲ့စီပါရယ်။ဒီလိုပြန်နိုင်တဲ့စရုပ်တွေက Harry Kane တီကိုတောင်ခမန်းနဲ့အောင်ကုနီပေးလို့ဆိုရင်ကပ္ပာကြီးတခြားဖလူရွေးချက်တွေကိုရောသူတို့ကပေါ်ထုတ်ပေးနိုင်အောင်မလဲဗျာ။